တစ်တော့ဘောညီကိုမောင်နှမများရင်တော့ကလေးတွေဗျာဘလောက်လိမ်ပါလဲချက်လောက်ကြည်လာဦးအဲငါတို့လို့ဘယ်သွားကြမလို့မိမိသေးပဲလိုင်းလို့ဘယ်သွားဝယ်မလို့ဟောအေးတော့တော့တော့ကဲနော်ရင်တော့လူကြီးသူမတွေကတင်ကြပေးတာဘလောက်စနစ်ကြလဲဗျာကဲခုခေတ်လူငယ်တွေများဗျာရက်ကလေးတမျှများနဲ့ ตะเลยเลยอ่ะตะเมียเมียเนี่ยฮะเตยไอ้ซูเจ๊ก็รอเปียละแลเนี่ยอ่าเฮ้ยกูเคยอ่ะเตียเอาเรื่องล่ะจุ๊ดๆเลยชื่อไปเลยเปียตุ๊ดๆชะแยกอย่างดิเอ๊ะๆเอาตัวละท้ายนี่กว่าตัวจะมีลุไม่อ่ะงาลุเนี่ยงาเนี่ยต้วยตอกลุเนาะตะเปาะนี่อุ๋มเนาะยามาเปียจุ๊ดๆอ่ะเอ๊ะๆพอดูดิล่ะดูเอาเปียจุ๊ดๆอ่ะ မော်နေကြဟာဒီလိုကတော့ဆလံပဲကွာနော်အဲ့ဒါတင်ကန်းစာပဲဗျမိသားတွေဆရာသမားတွေရဲ့အဆုံးအမကိုမရခဲ့တဲ့တားသမီးတွေဟာဘာနဲ့တူလဲဆိုရင်တောထဲမှာမိဘတွေမရှိတဲ့ကလေးငယ်နဲ့တူတယ်တောထဲကမိဘတွေမရှိတဲ့ကလေးငယ်ဟာကြားစာဖြစ်ရတယ်လို့ပဲ ငငယ်ကလေးကမိဘတွေဆရာသမားတွေရဲ့ဆုံးမမှုကိုမရခဲ့တဲ့ကလေးဟာလေကြည့်ရတဲ့အခါမှာဆိုးချင်တိုင်းဆိုးတယ်မိုက်ချင်တိုင်းမိုက်လာကြတယ်အဲ့အတွက်ကြောင့်ပျက်စီးရတာပေါ့ငငယ်ကလေးကမိဘတွေဆရာသမားတွေရဲ့ဆုံးမကိုနာယူခဲ့တဲ့တာသမီတွေတပည့်တွေကြတော့ဆွေအိုးရတဲ့သူနဲ့တူတယ်မိဘတွေဆရာသမားတွေဆုံးမလာတဲ့အခါ တားသမီးတွေတပည့်တွေကကိုယ့်ကိုဆွေအိုးပေးသူလို့မှတ်ရမယ်ဖခင်လက်ထက်ကဂရေဆစ်ဆက်ကြွယ်ွားတဲ့တထေသားတယောက်မွဲသွားရခြင်းအကြောင်းလေးပြောပြမယ်ဘာရဏတိပီမှာဂရေဆစ်ဆက်ကြွယ်ွားတဲ့အမျိုးမှာအဲ့တထေသားလေးကသွားဖြစ်တယ်သူရဲ့မိဘတွေကဘလို့အကြံဖြစ်လဲဆိုရင်ငါတို့ရဲ့ဆွေဆက်ဩဇာတွေကိုငါတို့ရဲ့တားလေးရဲ့လက်ထက်ကိုထည့်ထားလိုက်မယ်ငါတို့ကအချိန်မရွေး စားသုံးလို့ရတာပေါ့နော်ငါတို့ရဲ့သားလေးဟာဘာအလုံးမလှုပ်ရှားမလို့ဘူးငါတို့ဒီမှာရှိတဲ့ရှိစိတ်တွေကအလုံးတုံးဖြုံးလို့မကုန်ဘူးပေါ့နော်အဲ့ဒါကြောင့်မသူ့သားလေးကိုဆုံးမမှုလည်းမပေးဘူးတဲ့ပညာလည်းမသင်ပေးဘူးတဲ့ဘာတွေသင်ဘာတွေဖြစ်လာလဲဆိုတော့သူ့သားလေးဟာအပြောတွေမှတ်လာတယ်ဆိုတွေအကတွေအခုံတွေကိုမှတ်လာတယ်အခုခေတ်မှာဆိုလို့ဆိုလို့ရှိရင် နိုင်ကလတ်တို့ဘာတို့ညာတို့ပေါ့အဲ့ဒီလိုမျိုးဟာတွေနဲ့ပဲချိန်ကုန်နေခဲ့တာပေါ့အဲ့တထေးသားလေးကအဲ့ဒီတထေးသားလေးလို့ပဲဘာရနဲ့တီးပြီးမှာပဲဂရေဆက်ဆက်ကြွယ်သွားတဲ့အမျိုးမှာတထေးသမီးတယောက်ရှိတယ်အဲ့တထေးသမီးနဲ့အဲ့တထေးသားလေးနဲ့ညာဝညာသွားကြတာပေါ့အဲ့ဒီနှစ်ယောက်လုံးရဲ့နှစ်ဦးလုံးရဲ့နှစ်ဖက်သောမိဘတွေကကွယ်လွန်သွားတဲ့အခါမှာသူတို့နှစ်ယောက်ဟာအဲ့ဒီနှစ်ယောက်ပေါင်းဂရေ160ပေါ့ တစ်ဖက်ကိုဂရေ80ဆိုတော့နှစ်ယောက်ပေါင်းတော့ဂရေပေါင်း160အဲ့ဒီ160ကိုသုံးဖြုံးလာလိုက်ကြတာအဲ့တရေသားလေးကသူကအပေါင်းတင်မှားသွားတယ်သူကအယက်သမားတွေနဲ့ပေါင်းမိတာပေါ့အယက်သမားတွေကလည်းဒီတရေသားနဲ့သူတို့တငယ်ချင်းဖြစ်ချင်ကြတယ်တရေသားနဲ့တငယ်ချင်းဖြစ်လို့ရှိရင်သူတို့လည်းပေါ်ပေါ်လောလောတုံးလို့ဖြုံးလို့ရမှာလေအဲ့တငယ်ချင်းဖြစ်လာကြတဲ့ထားပေါ့သူကအယက်တောက်လိုက်မူးလိုက်ပျော်လိုက်အခုခေတ်မှာဆိုလို့ရှိရင်နိုင်ကလပ် ွားလိုက်ဘွာတွားလိုက်ပေါ့နော်တနေ့တနေ့ကိုအသားပြတစ်ထောင်းနှစ်ထောင်းစသည်ဖြင့်တုံးဖြုံးလာခဲ့တယ်တဲ့ဟာသူတို့ကအရက်တော့ရင်ပြောရင်ပိုင်းဆိုင်နဲ့အာဒီသူကတချင်းဆိုချင်းကတော်တယ်ဒီသူကကချင်းကတော်တယ်ဒီသူကအကတော်တယ်ဒီသူကတချင်းဆိုတော်တယ်အာဒီတယောက်ကကျတော့အတိမဟုတ်တော်တယ်ဆိုတော့ရော့တစ်ထောင်းရော့အတပြားနှစ်ထောင်းအဲ့မဲ့စသည်ဖြင့် သုံးဖြုံကြီးလာကြတာတဲ့အဲ့ကတထေသားလေးရဲ့ဂရေဆစ်ဆက်ကကုံသွားတယ်ကုံသွားတဲ့အခါမှာငါမယားရဲ့ဂရေဆစ်ဆက်ကြံသေးတယ်ဆိုပြီးတော့သူ့မယားရဲ့ဂရေဆစ်ဆက်ကိုလည်းတုံးလာခဲ့တာနှစ်ယောက်ပေါင်းဂရေ160လုံးကုံသွားရောတဲ့နောက်ဆုံးမွဲသွားတာပေါ့ဗျာအဲ့ဒါခြံနေအိမ်နေပေါင်စားရတယ်အဲ့ရခင်ထိုင်ခင်အုတ်ခွက်တွေကအစားအကုန်လုံးပေါင်ပြီးတော့စားခဲ့ရတယ်တဲ့ အနောက်ဆုံးသူတို့ကတမားအိမ်မှာလိုက်ပြီးတော့တောင်းစားတဲ့ဘွားကိုရောက်သွားတယ်။တနေ့တော့ဆန်းစားစရာတစ်ခုမှာရဟန်းငယ်လေးတွေတာမင်းငယ်လေးတွေကအဲ့ဒီတထေဇနီးမောင်နဲ့နှစ်ဦးတောင်းစားကိုပေါ့နော်။ထမင်းကြံဟင်းကြံလေးတွေပေးချွန်နေတာကိုမြတ်စွာဘုရားတွေ့တော့ပြုံးတယ်။ပြုံးတဲ့အရှင်အာနန္ဒာကမြတ်စွာဘုရားပြုံးရခြင်းအကြောင်းကိုမေးတော့အာနန္ဒာတဲ့ဒီတထေဟာပထမအရွယ်မှာပဲအတုံးဖြုံးမကြည့်ပဲနဲ့ စီးပွားဆခဲ့မယ်ဆိုလို့ရှိရင်ဒီမျိုးမှာပေါ့နော်နံပါတ်1ချမ်းသာဆုံးတထေတာဖြစ်လိမ့်မယ်တဲ့အဲ့လိုစီးပွားမဆပဲနဲ့ရဟန်းပြုခဲ့မယ်ဆိုလို့ရှိရင်လည်းအရဟတဖို့ပေါ့ရဟန္တာဖြစ်လိမ့်မယ်တဲ့သူ့သူ့ရဲ့ဇနီးကလည်းအနာဂံဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုပထမအရွယ်မှာမဟုတ်ဘဲနဲ့ဒုတိယအရွယ်ကြမှအတိတရားရလို့စီးပွားဆတဲ့အခါမှာသူကဒီမျိုးမှာနံပါတ် ချမ်းသာဆုံးစင်ရင်ဝင်လိမ့်မယ်တဲ့နော်အဲ့ဒီလိုမှစီးပွားမချပဲနဲ့ယဟန်ပြုတ်ခဲ့မဲ့ဒုတိယအရွယ်မှာယဟန်ပြုတ်ခဲ့မဲ့ဆိုရင်သူကအနာဂံဖြစ်လိမ့်မယ်တဲ့သူရဲ့ဇနီးများဟာလည်းတကားတကံဖြစ်လိမ့်မယ်တဲ့အဲ့လိုမှမဟုတ်ပဲတတိယအရွယ်ကြောင့်တတိယအရွယ်ကြောင့်မှအဲ့တထေးသားဟာစီးပွားချခဲ့မဲ့ဆိုရင်ဒီမြို့မှာပေါ့ဗာဒာနဲ့ဒီမြို့မှာတတိယအချမ်းသာဆုံးစင်ရင်ဝင်လိမ့်မယ်တဲ့ တတိယအချမ်းသာဆုံးတထေတာဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုများစီးပွားမစားပဲနဲ့ယဟန်တတိယရွယ်မှာယဟန်ပြုတ်ခဲ့မယ်ဆိုရင်လေအဲ့တထေတာဟာတကားတကံဖြစ်လိမ့်မယ်သူ့ရဲ့ဇနီးများလည်းတောတာပံဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုမျိုးမြတ်စွာဘုရားမိတ်တယ်အခုတော့ဒီတထေတာဟာအရွယ်သုံးပါးမှာလှုပ်တင့်လှုပ်ထိုက်တာတွေမလှုပ်ခဲလို့အခုလိုလိုက်တောင်းစားနေရတာပေါ့နော်အခုအဲ့တထေတာလင်မယားနှစ်ယောက်ဟာ လောကီအနေနဲ့ကြည့်မယ်ဆိုရင်လည်းစီးပွားဥစ္စာတွေမှာဆုံးဆုံးရတယ်တဲ့တာမနာအတွင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းမတ်ဖို့မရပဲနဲ့တရားထုမှလည်းဆော့ရုပ်ဆော့ရုပ်ရတာပေါ့နော်နှစ်ဖက်လုံးဆော့ရုပ်ရတာပေါ့အခုတော့အဲ့ဒီတထေသာဇနီးမောင်းတာဟာတဲ့ရေးတွေ၆ခန်းနေတဲ့ညွန်အိုင်တိုင်းမှာအတောင်ကျိုးနေတဲ့ကျိုးကြမှတ်ကြည့်လို့ပဲဖြစ်နေရပြီတဲ့ ဒီအိုင်က6ခန်းနေလို့စားစရာငားတွေလည်းမရှိတော့တခြားအိုင်ကိုသွားဖို့လဲတခြားအိုင်မှာအစာစားဖို့လဲပြန်တန်းနိုင်တဲ့အတောင်ပံကကျိုးနေကျိုးနေတဲ့အတွက်ကြောင့်မပြန်နိုင်ဘူးပေါ့နော်ဒီမှာလဲစားစရာကမရှိအဲ့လိုမျိုးဖြစ်နေတာပေါ့ဒါနဲ့ပတ်သက်ပြီးတော့ဘာတွေသင်ခန်းစာရသလဲဆိုရင်လူလောကကိုရောက်လာခဲ့တဲ့လူရယ်လို့ဖြစ်လာတဲ့သူတယောက်ဟာနံပါတ်1အရေးကြီးတာမိဘတွေပဲ မိဘတွေကတွင်တင်ဆုံးမမှုကောင်းမှသားသမီးလည်းကောင်းမှဖြစ်ပါတယ်။ငငယ်တွေကမိဘတွေကိုသားသမီးတွေကနိုင်ထားလို့ရှိရင်ကြည်လာတဲ့အခါမှာအပေါ်ပြီးတော့ဆိုးသွားလိုက်မယ်။မိဘတွေရဲ့စကားတွေကိုနားမထောင်ဘူးသူတို့လှုပ်ချင်အောင်လှုပ်သွားလိုက်မယ်။အဲ့အတွက်ကြောင့်အဲ့ဒီသားသမီးဟာဆုံးမကိုမရခဲ့တဲ့သားသမီးဟာပျက်စီးခြင်းနဲ့ပဲကြုံရမှာပေါ့နော်။မကြည်ဝါနိုင်ဘူးပေါ့။နံပါတ်1ကအပေါင်းအသင်းပေါ့။ အပေါင်းအသင်းကောင်းလို့ဆိုရင်ကိုယ့်ကိုကိုယ့်အတွက်ကြီးပါချမ်းသာနိုင်တယ်လို့အပေါင်းအသင်းမကောင်းလို့ဆိုရင်ကိုယ့်ကိုအပင်ငရဲ့အထိပါဆွဲစားနိုင်ပါတယ်စီးပွားရေးပဲလို့လို့ဘာပဲလို့လို့အပေါင်းအသင်းဟာရွေးချယ်ဖို့လိုအပ်တယ်ရွေးချယ်တတ်ဖို့လိုအပ်တယ်အပေါင်းအသင်းကောင်းစားတတ်ဖို့လိုအပ်တာပေါ့နံပါတ်3အနေနဲ့ကိုကိုကိုပြုတ်ပြင်နိုင်ရမယ်။တန်ငယ်ချင်းအပေါင်းအသင်းနဲ့ဘလောက်ပဲကောင်းကောင်းဘလောက်ပဲ ဖြောင်းဖြာဖြောင်းဖြာမိဘဆရာသမားတွေဘလောက်ပဲဆုံးမဆုံးမကိုကိုကိုပြုပင်ပြောင်းလဲမှုမရှိဘူးဆိုလို့ရှင်မကြည်ဝါနိုင်မတိုးတက်နိုင်အဲ့ဒါကြောင့်မို့ကိုကိုကိုပြုပင်ဖို့ကလည်းအရေးကြီးပါတယ်